မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စီအိုစုဤ electronic မေပုံအပေါ်ကုလသတိပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီဇင်ဘာလကုန်ပိုင်းတွင်ပြုလုပ်မဲ့စီအိုစုရဲ့ရွေးကောက်ပွဲသည်ဖိနှိပ်မှုများနှင့်မတည်ငြိမ်မှုများသာနက်ဆိုင်စွာဖြစ်ပေါ်လာလိမ့်မည်ဟုကုလသမဂ္ဂ၏လူခွင့်ရေးဆိုင်ရာအရာရှိများကပြောဆိုလာကြပါတယ်ဇနီးဘာရှိကုလလူခွင့်ရေးရုံးဤပြောခွင့်ရ Jeremy Lawrence က သတင်းထောက်များအောင်စေအုပ်စု၏ရွှေကောက်ပွဲသည်ချိန်ချောင်းမှုများအကြံဖတ်မှုများနှင့်နိုင်ငံရေးအရပါဝင်လာမှုကိုအလွန်အကျွံဖိနှိပ်ထားသည့်အနေအထားတွင်ပြုလုပ်ခြင်းဖြစ်သည်ဟုကုလဤသဘောထားကိုထုတ်ဖော်ပြောဆိုလိုက်ပါသည်အကြက်တဲမှာတည်ငြိမ်မှုစီသို့ဥတီသောနိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့်ဒီမိုကရေစီနှင့်အယက်သားအုပ်ချုပ်ရေးကိုပြန်လည်ထူထောင်ရေးတို့အတွက်ဦးဆောင်နိုင်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်မိအစားဤလုပ်ငန်းစဉ်သည်တနိုင်ငံလုံး၌မလုံခြုံမှုကြောက်ရွံ့မှုနှင့် အမြင်ကွဲပြားမှုတို့ကိုပုံမနဲ့ဆိုင်စွာအမြင့်တွေစေရန်ထေချာပေါဦးတည်နေသည်ထင်ရသည်ဟုဆိုပါရယ်။ဘန်ကောက်ရှိကုလသမဂ္ဂလူ့ခွင့်ရေးမဟာမင်းကြီးရုံး၏မြန်မာအဖွဲ့ကောင်ဆောင်ဂျိန်းရိုဟေဘာကလည်းအယက်သားပြည်သူများသည်မေပေးရန်အတွက်စစ်တပ် EPA ပေးမှုနှင့်မေပေးခြင်းကိုတားဆီးရန်လက်နက်ကန်အထိုက်အခံအဖွဲ့များ၏ပြင်းထန်သောချိုးဖောက်မှုတို့အကြားဖိမိနေသည့်အနေအထားတွင်စေအုပ်စုမှရွေးကောက်ပွဲများကိုအတင်းအကျပ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုပြောခဲ့သည်။ထို့ပြင်ညရည်တု AI နှင့်ဇီဝဆိုင်ရာမှတ်တမ်း biometric ခြေရခန့်ခြင်းတို့ကိုတိုးချဲ့အသုံးပြုလာနေချိန်တွင် electronic စနစ်ဖြစ်တာမဲပေးရမည်ဆိုသည့်စနစ်သွတ်သွင်းလာမှုအပေါ်စိုးရိမ်ပူပန်စရာဖြစ်လာရကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီး electronic စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာဖြင့်လူများမဲပုံးကိုစောင့်ကြည့်လာနိုင်၍၎င်းတို့၏လုပ်ငန်းစဉ်အပေါ်ယုံကြည်မှုကိုပိုမိုထိခိုက်စေမည်အနေရရှိကြောင်းသတိပေးခဲ့သည်ဒီဒီဖွံ့ဖြိုးပြီးနိုင်ငံကြီးတနိုင်ငံကားမြအဆိုပါစနစ်ကိုယခုထိအသုံးပြုကြခြင်းမရှိသေးပေ အသုံးပြုခဲ့သည့်နိုင်ငံများကလည်းအလွဲတကူကလိန်ကကြစ်လုံနိုင်၍ဆက်၍မတုံချတော့လေးလာ၍ရသလောင်းဘရာဇီးနှင့်အိန္ဒိယတွင်သာထွေထွေချဲ့ချဲ့သုံးနေသေးသည်လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေသူများအားလည်းအတင်းအဓမ္မနေရက်ပြန်ခိုင်းပြီးချိုးတင်မဲပေးခိုင်းနေသည်ဟုဆိုသည်ကုလလူအခွင့်ရေးကောင်စီ၏အထူးတန်တမန် ကျွမ်းအန်ချူကလည်းစီအုပ်စုမှ၎င်းတို့ဖာသာတတ်မှတ်ပြထန်းချက်များနှင့်လုံမြင့်ရွေးကောက်ပွဲသည်အကွဲအပြဲများနှင့်အကြံဖတ်မှုများသာနှက်ဆိုင်လာဖို့ရှိပြီးနိုင်ငံတကာအသိုက်အဝန်းအနေဖြင့်ပြက်ပြက်သားသားပယ်ချရမည်ဖြစ်သည်ဟုပြောခဲ့သည်မြန်မာပြည်သူများကထွက်ပေါ်လာသောရလတ်ကိုတရားမဝင်ဟုတတ်မှတ်ကြမည်ဖြစ်တော်လေ၎င်းတို့အဓိကရည်ရွယ်သည်ကဖိပအစိုးရများ၏အတိအမှတ်ပြုခံရဖို့သာဖြစ်သည်ဟုဆိုသည်၎င်းကအမေရိကန်၏ယာယီစောင့်ရှောက်ထားမှုအဆင့်အတန်းအားရုပ်သိမ်းခဲ့မှုအားလည်းပြင်းထန်စွာဝေဖန်ရှုံချခဲ့သည်။ ဥရောပပါလီမန်ကလည်းဆေးဥစုရွေးကောက်ပွဲအားတရားမဝင်ဟုဆိုကပယ်ချလိုက်ပြီးနိုင်ငံတော်တိုင်ပင်ကန်ထောအောင်ဆန်းစုကြည်သမရာကြီးဦးဝင်းမြင့်တို့အားပြန်လွှတ်ပေးရန်တောင်းဆိုလိုက်သည်ဆေးဥစုအားနိုင်ငံရေးစည်းပွားရေးနှင့်စီးရေးအကူအညီများပေးနေသောတရုတ်နှင့်ရုရှားအားလည်းရှုံချလိုက်သည် CRPH နဲ့ NUG အားလည်းမြန်မာပြည်သူများ၏ဒီမိုကရေစီဆန္ဒကိုတရားဝင်ကိုစားပြုသည့်အဖွဲ့အစည်းများအဖြစ်ဆက်လက်ထောက်ခံသွားမည်ဟုလည်းအချက်24ချက်ပါအစိုးရအားလည်းတညီတညွတ်ထဲချမှတ်လိုက်ကြသည်။ ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးမိုးကုတ်ကိုစစ်တပ်ထံလွှဲပေးရတဲ့အပေါ်တောင်းပန်ဖို့စကားလုံးမရှိဖြစ်ရဟု TNL ကောင်းဆောင်ရေးသားတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တအောင်မျိုးသားလုံမြောက်ရေးတပ်မတော် TNL နဲ့မဟာမိတ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မိုးကုတ်မြို့ကိုအာနာသိန်းစစ်တပ်နဲ့ TNL အကြားအပြည့်ရဲ့သဘောတူညီချက်အရပြန်လည်လွှဲပေးရတဲ့အပေါ်တောင်းပန်ဖို့စကားမရှိဖြစ်ရတယ်ဟု TNL အထွေထွေအတွင်းရေးမှူးချုပ်ဗိုလ်ချုပ်တားပုံးကျော်က ဒီကနေ့ဒီဇင်ဘာ၁ရက်မှာလူမှုကွန်ရက်မှာကြပြရေးသားအသိပေးခဲ့ပါတယ်။၂025အောက်တိုဘာလကုန်ပိုင်းကတရုတ်အစိုးရရဲ့အကြောင်းဝင်မှုနဲ့စစ်ကောင်စီနဲ့ TNL အပြည့်ရဲ့သဘောတူညီခဲ့ရာမိုးကုံနဲ့မိုးမိတ်ကိုစစ်ကောင်စီထံပြန်လွှဲပေးဖို့သဘောတူညီခဲ့ရတာဖြစ်ပြီးနိုဝင်ဘာလကုန်ပိုင်းမှာစစ်တပ်က TNL အကူအညီနဲ့မိုးကုံမိုးမိတ်မြို့တွေကိုအလွယ်တကူဝန်ရောက်လာနိုင်ခဲ့တာပါ။ဒီအချိန်လေးမှာမိုးချုပ်တောင်ပုံကျော်ကမြောက်ပြန်လေးအေးဆိုတဲ့ခေါင်းစဉ်နဲ့ကြပြရေးတာပြီးမိုးကုတ်အတွက်တောင်းပန်ခဲ့တာပါ မိုးကုတ်မြို့အခြေအနေကိုတော့ကြပြမှမတွေ့ရပါဘူး။နှင်းသီးကျွေခြေစုံခိုင်ရင်ဝဲစုစိုက်လောင်၊မြိုင်မြက်ရီအိုမိုးကုတ်တောင်းပန်ရန်စကလုံးမရှိနိုင်တော့ပြီးမြောက်ပြန်လီကအေးလာသည်လို့ဗိုလ်ချုပ်တားပုံကျော်ကရေးသားခဲ့ပါတယ်။တဖက်မှာလည်း TNL ကစစ်တပ်ကိုလွှဲပေးခဲ့တဲ့မိုးမိန်နဲ့မိုးကုတ်မှာတခြားတော်လန်ရေးတပ်တွေနဲ့စစ်ကောင်စီအကြားနိုဝင်ဘာ30ရက်ညကစတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသတင်းရင်းမြစ်တွေကပြောပါတယ်။ မိုးမိတ်မှာ TNL ထွက်သွားပြီးမျိုးတဲဝင်လာတဲ့စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်တို့နိုဝင်ဘာ30ရက်ည7:00နာရီကျော်အချိန်ကစတင်တိုက်ပွဲဖြစ်ခဲ့ရာတိုက်ပွဲပြင်းထန်နေတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အလားတူမိုးကုန်းမြို့မှာလည်းနိုဝင်ဘာ30ရက်ညနေကစပြီးမြို့အပြင်အနောက်ပိုင်းကိုစစ်တပ်ကတိုးလာတဲ့အတွက်မြို့ပြင်မှာရှိနေတဲ့ PDF တွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့နဲ့ဒေသခံတချို့ကပြောပါတယ်။ ။မူကုတ်အခြေဆိုင် PDF တပ်ဖွဲ့တာဝန်ရှိသူကတော့စည်ရေးသတင်းတွေလက်တလောပြောလို့မရသေးဘူးလို့အသိပေးထားပါဗျ။ TNL ဟာမဟာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့2029စစ်စီရေးမှာရှမ်းမြောက်ကမြို့ဆက်နှမြို့ကိုသိမ်းပိုင်နိုင်ခဲ့ရာနောက်ချိုကြောင်မဲတီပေါ်မြို့တွေကိုစစ်တပ်ကတံပြန်ထိုးစစ်ဆင်ပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်။အော်တိုဘာလကုန်ပိုင်းမှာတရုတ်အစိုးရအစီအစဉ်နဲ့တရုတ်နိုင်ငံမှာ TNL နဲ့စစ်တပ်တို့ကိုချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲမှာမိုးခုတ်မိုးမိတ်မြို့တွေကိုအပြည့်ရဲ့သဘောတူညီချက်နဲ့တူစစ်ကောင်စီထံလွှဲပေးခဲ့တာပါ။ ဒေသခံပြည်သူတွေကိုလုံလောက်အောင်အသိပေးတာမျိုးမရှိဘဲစစ်တပ်ထံလွှဲပေးခဲ့တဲ့အပေါ်ပြည်သူတွေကအပြင်းအထန်ဝေဖန်နေကြပါတယ်။ဒေသခံပြည်သူအများစုကစစ်တရန်ကြောက်တာကြောင့်မျိုးကနေရှောင်ပြေးနေကြရပါတယ်။ဆက်လက်ပြီးအလင်းဝင်စစ်မှုတန်းအများစုစစ်တပ်ကိုပြန်တော်လှန်နေကြဟုဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းအများစုသည်ဒေါ်လန်ရေးတပ်သားများဖြစ်လာကြောင်းမြန်မာစစ်ဘက်ရဲရနှင့်လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDS ဆိုင်ကဆိုပါတယ်။နိုဝင်ဘာ30ရက်တွင် MDS ဆိုင်ကထုတ်ပြန်လိုက်သော ပြည်သူစစ်မှုတမ်းဥပဒေဖော်ဆောင်တည်ရမှုလေးလာစမ်းစစ်ချက်အစီရင်ခံစာတိုင်းအထက်ပါအတိုင်းဖော်ပြထားပါတယ်။တောင်ပိုင်းတိုင်းစစ်ဒေသဖြူဟာ30နှင့်ကျက်တင်းနဲ့စစ်ကြောင်းတို့ဆက်သွဲပူးပေါင်းလာသောအောင်စေရစစ်ကြောင်းမှစစ်မှုတမ်းတပ်သားများသည့်ဒေါ်လာရေးတပ်ဖွဲ့ဝင်များအဖြစ်ပါဝင်နေကြသလိုတောင်ပိုင်းစစ်ဒေသဒေါနာစစ်ကြောင်း၊ရော့ကာစစ်ကြောင်း၊ KNL နှင့် PDF ပူးပေါင်းစစ်ကြောင်းများတွင်လည်းအလင်းဝင်စစ်မှုတမ်းတပ်သားများပူးပေါင်းတိုက်ပွဲဝင်နေကြောင်း ချင်းပြည်နယ်သို့ထိုးစစ်ဆင်လာသည့်စစ်ကြောင်းမှအလင်းဝင်လာသည့်စစ်မှုရန်တပ်သားများသည်လည်းကလေးခရိုင်ဘက်ကဖားနေတူပူပေါင်းတိုက်ပွဲဝင်နေကြောင်း MTS ဆိုင်ကဖော်ပြပါသည်။2025ခုနှစ်အလင်းဝင် report တွေကိုကြည့်လိုက်ရင်ပါစစစ်မှုရန်တပ်သားတွေရဲ့အလင်းဝင်တော့ကတရေစစ်သားတွေထက်တဝက်ကြော်တောင်မှဟုတ်ဘူး၃ပုံ၅ပုံလောက်ရှိတယ်။ဒါပေမဲ့စစ်တပ်ထဲမဝင်ချင်ပဲနဲ့ဝင်လိုက်ရတဲ့ပါစအရေးအတွက်အခုတသိန်းနာနီးနေတဲ့အချိန်မှာအလင်းဝင်လာတဲ့အရေးအတွက်ကအလွန်ဆုံးရှိတထောင်ကျော်ပါပဲ။တိတ်နေနေတယ်။ဘာကြောင့်လဲဒီဒါလဲဆိုတော့ ဒေါ်လန်ရေးဘက်ကအဖြစ်ရှာကြဖို့လိုမယ်ဟုနေဆက်ဒေတာအခြေဆိုင် CDM အရာရှိတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်စင်မူရန်တပ်သားများထွက်ပြေးလွတ်မြောက်ရန်ခက်ခဲနေကြမှာစစ်တပ်ဝါဒဖြန့်ချိန်ချောက်မှုများကိုယုံကြည်ကြောက်လန့်ခြင်းတော်လည်ရေးတပ်ဖွဲ့များထံမိသူဆက်သွယ်ရမည်ကိုမသိရှိခြင်းဆက်သွယ်ရန်မလွယ်ကူခြင်းနှင့်တရင်အချက်လက်ရရှိသိရှိနိုင်မှုနှေးပါခြင်းကအ धिक အကြောင်းရင်းများဖြစ်ကြောင်းနှင့်စစ်တပ်သည်စင်မူရန်များထွက်ပြေးလွတ်မြောက်မှုရောကြစေရန်ကောင်းစွာထိန်းချုပ်လှုံ့ဆော်လာနိုင်ကြောင်း MDS ဆိုင်ကသုံးသပ်ပါသည်စင်မူရန်တပ်သားတင်များသည် ရှေ့တန်းစစ်မြေပြင်မှဒေါ်လာရေးတပ်ဖွဲ့များထံသို့ဆက်သွယ်၍အစုအဖွဲ့လိုက်အလင်းဝင်မှုများရှိနေကြောင်းလဲ MDSI ကဆိုပါတယ်။ ဆက်လက်ပြီးမုံရွာမြို့မှာစစ်ကောင်စီဈေးကွက်တော်ကပြန်လာတဲ့လူငယ်20ကျော်ပေါ်တာဆွဲခံရတဲ့ဆွဲတဲ့င်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်ကောင်စီရဲ့ဈေးကွက်တော်ကပြန်လာတဲ့လူငယ်20ကျော်ပေါ်တာဆွဲဖမ်းဆီးခံရရကြောင်းအဲဒီမျိုးကန်တွေကပြောပါတယ်။နိုဝင်ဘာ29ရက်ညကမုံရွာမြို့မှာလုတဲ့စစ်ကောင်စီရဲ့ဈေးရောင်းကွက်တော်ကနေပြန်လာတဲ့လူငယ်တွေကိုစစ်တပ်ကဆောင်ပြီးဖမ်းဆီးခဲ့ရမှာတနေရာတဲကလူငယ်20ကျော်ဖမ်းဆီးခံရရကြောင်းမြို့ကန်တွေကပြောပါတယ်။ တိုင်းရင်းစည်းရုံနာကစောင့်ဖမ်းတာမူးတဲ့သူတွေကအကုန်ပါသွားတာဈေးရောက်ပွဲတော့ဗန်းပြလုတာမသွားနဲ့ဆိုတာကိုသွားကြတာအကုန်ပါသွားတာအေးတာပဲလို့မုံရမျိုးကန်အမျိုးသားတယောက်ကပြောပါတယ်ကျောက်ကလမ်းဘက်မှာလည်းဖန်းစည်းတာတွေရှိခဲ့ပြီးတချို့ကတော့ငွေကြေးပေးရွှေယူနိုင်တယ်လို့နောက်တရမနက်မှာပြန်လွတ်လာတာတွေလည်းရှိတယ်လို့မျိုးကန်အချို့ကပြောပါရယ် ပြီးခဲ့တဲ့သတင်းကြွတဆောင်တိုင်းကာလာတုံးကလည်းမုံရွာမျိုးပေါ်မှာစစ်ကောင်စီကပွဲလန်းသမင်တွေလှုပ်ပေးခဲ့ပြီးပွဲတော်ပြန်လူငယ်တွေကိုပေါ်တာဆွဲခေါ်ဆောင်တာတွေရှိခဲ့ပါသေးတယ်။စစ်ကောင်စီရဲ့ဈေးရောက်ပွဲနဲ့ stage show တွေမှာပေါ်တာဆွဲနိုင်လို့သတိပြုသွားလာကြဖို့တော်လည်းရေးအင်အားစုတွေကသတိပေးခဲ့ပါတယ်။စစ်ကောင်စီဟာအဲ့ဒီဈေးရောက်ပွဲတော်ကိုနိုဝင်ဘာ28ရက်ကစတင်ခဲ့တာဖြစ်ပြီးမနေ့ပြန်ဒီဇင်ဘာလ2ရက်အထိပြုလုပ်မယ်လို့သိရပါဗျ စစ်ကောင်စီဟာမုံရွာမြို့ပေါ်မှာပွဲလန်းသဖြင့်မရှိချိန်မှာလေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပြီးနေစဉ်ဖမ်းဆီးခံရကြောင်းမျိုးကန်တွေကပြောပါတယ်